္လာပါရှင်။2025ခုနှစ်မေလ24ရက်နေ့အတွင်းမိုးလေဝသနဲ့ဇလားဗေဒသတင်းများကိုနေပြီးတော့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်။လွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်အခြေအနေများမှာကရင်ပြည်နယ်မှာမေလရဲ့ပုံမှန်ပူချိန်ထက်3ဒဂရီဆက်စီယံနဲ့ပဲခူးတိုင်းဒေသကြီးအေယာဝီတိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမေလာရဲ့ပုံမှန်ပူချိန်တို့ထက် 2ဒဂရီဆက်စီယပ်ပိုခဲ့ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာမေလရဲ့ပုံမှန်ပူချိန်ခန့်သားရှိခဲ့ပါတယ်။2025ခုနှစ်မေလ23ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူးခြားတဲ့နေ့ပူချိန်များမှာညောင်လေးပင်မြို့မှာ39.5ဒဂရီဆက်စီယပ်6မြို့မှာ39.3ဒဂရီဆက်စီယပ်မြင်းမူမြို့မှာ38.8ဒဂရီဆက်စီယပ် ရင်းချံမြို့မှာ38.5ဒီဂရီဆက်စီယက်အောင်လံမြို့မှာ38.4ဒီဂရီဆက်စီယက်ကော့ကရိတ်မြို့မှာ38.1ဒီဂရီဆက်စီယက်ပခုတ်ကူမြို့မှာ38ဒီဂရီဆက်စီယက်ညာဦးမြို့နဲ့မကွေးမြို့တို့မှာ38.8ဒီဂရီဆက်စီယက်စီနဲ့မင်းဘူးမြို့မှာ38.4ဒီဂရီဆက်စီယက်တို့ဖြစ်ကြပါတယ်မှတ်သားဝယ်ရမွေးရည်ချိန်များမှာ ကိုကိုကျွတ်မြို့မှာ၄ဒသမ9လမပင်လုံမြို့မှာ2ဒသမ85လမတာချီလေးမြို့မှာ2ဒသမ9လမကျိုင်းတုံမြို့မှာ2ဒသမ64လမရန်ကုန်မင်္ဂလာတုံမြို့နယ်မှာ2ဒသမ63လမမိုင်းဖြတ်မြို့မှာ2ဒသမ56လမမိုင်းခမ်းမြို့မှာ2ဒသမ3လမမြင်းငယ်မြို့မှာ2ဒသမ28လမ ဝါခေမမျိုးမှာနှစ်တသမာနှစ်လေးလမနဲ့တိန်စီရမျိုးမှာနှစ်တသမာနှစ်သုံးညလမတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လဲတနအိခွဲချိန်မူလီဝတာဂျိုရူမှာဖမ်းရရှိတဲ့ပုံအရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိန်တင်တမာတိတူထက်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြီးတော့ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဝီတိုင်းဒေသကြီး ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်းကယားပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာမိုးထိန်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးထိန်တောင်များရွှေလျားရံနေရာတချို့မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပြခြင်းလျှက်စည်းလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ တိမ်အင်းတိမ်မတိတ်ထူးထက်နေတာကိုတွေ့ရပါတယ်။ ဒီကနေ့မြေပြင်းမှုလေဝသအခြေအနေပြလေဖျားတူမြင်းများပုံစံရမြို့ဝကျွမမုတ်တမာခွေမွန်တနင်္သာရီကမ်းရိုးတက်လျှောက်တို့မှာမုတ်တုံလေးအာတိတမာအာကောင်းနေပါတယ်ဘင်္ဂလားပင်လယ်ော်အခြေအနေကတော့ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းအရှိလေပိုင်းနဲ့အရှိမြောက်ပိုင်းတို့မှာမုတ်တုံလေးအာတိတမအကောင်နေပြီးကြံပင်္ဂလာပင်လယ်အော်မှာတိမ်အတိတမတိထူးထက်နေပါတယ် မြမပင်လေပြင်းမှာမြမကန်ဝဲရရှောင်းနဲ့ကန်းလွန်ပင်လေပြင်းတို့မှာတခါတရံမိုးသက်လေပြင်းများကြောက်ရောက်ပြီးလှိုင်းတည်တည်မှာလှိုင်းကြီးနိုင်ပါတယ်မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကို25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြင့်မှာမြမကန်ဝဲရတရှောင်းနဲ့ကန်းလွန်ပင်လေပြင်းတို့မှာ9ပေမှ9ပေခန့်ရှိနိုင်ပါတယ်မနက်ဖြန်မနက်အထိခမ်းမန်းချက်များအနည်းငယ်ကတော့ကချင်ပြည်နယ် မကွေးတိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်နဲ့စကိုင်းတိုင်းဒေသကြီးချင်းပြည်နဲ့ရခိုင်ပြည်နဲ့မန္တလေးတိုင်းဒေသကြီးနေပြီးတော့ရှမ်းပြည်နဲ့ကယားပြည်နဲ့အေရဝီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နဲ့မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့ပြောင်းမိုးထစ်ချုံရွာပြီးမန္တလေးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဝီတိုင်းဒေသကြီး ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။အခုဆက်လက်ပြီးမင်းက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ ပြီးတော့နဲ့ဤတစ်ဝိုက်အတွက်မနှက်ဖြတ်မနှက်အထိမိုးလေဝသအချင်းဒီခံမှန်းချက်မှာမိုးတစ်ချိန်တစ်ချိန်ထိချုံရပါမယ်အမြင့်ဆုံးဘူးချိန်မှာ35ဒီဂရီဆက်စီယပ်95ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးဘူးချိန်မှာ25ဒီဂရီဆက်စီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ဤတစ်ဝိုက်အတွက်မနှက်ဖြတ်မနှက်အထိမိုးလေဝသအချင်းဒီခံမှန်းချက်မှာမိုးတစ်ချိန်တစ်ချိန်ထိချုံရပါမယ်အမြင့်ဆုံးဘူးချိန်မှာ 34ဒီဂရီဆက်စီယက်63ဒီဂရီဖာရင်ဟိုက်နဲ့အနေဆုံးဘူးချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတဝိုင်းအတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးဘူးချိန်မှာ36ဒီဂရီဆက်စီယက်69ဒီဂရီဖာရင်ဟိုက်နဲ့အနေဆုံးဘူးချိန်မှာ26ဒီဂရီဆက်စီယက် 89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခန့်မှန်းချက်များအနည်းငယ်ကတော့ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရဝီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးပိုလာပါမယ်။ဘင်္ဂလားပင်လယ်ော်ချင်းနေဒီကနေ့မြန်မာစံတော်ချိန်7330နာရီချိန်တိုင်းထွာချက်များအရာ ဘင်္ဂလားပင်လယ်အော်နောက်လယ်ပိုင်းနဲ့ရင်းနယ်ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့မှာ29ရက်5လ2025ရက်နေ့တွင်လီဘီယားနှင့်ယဝန်တခုဖြစ်ပေါ်နိုင်ပါတယ်။ရေကြီးမှုအခြေအနေတွင်မဲဆိုင်ချောင်းစိုးရင်ရေမနိုင်တရှိနေမှုအခြေအနေဒီကနေ့မနေ့မြန်မာစံတော်ချိန်8နာရီချိန်တိုင်းထွာချက်အရမဲဆိုင်ချောင်းရင်ဟာတာချီလေးမျိုးလွယ်တော်ခန့်ကြီးရွာမှာရင်းမျိုးရဲ့စိုးရင်ရေမအထက် တပိခန့်ကျော်လွန်ရောက်ရှိနေပြီးနောက်တရက်အတွင်းသုံးပိခန့်မြင့်တက်လာနိုင်ကရင်းမျိုးရဲ့ဆွေရင်မဲ့အထက်ဆက်လက်တည်ရှိနိုင်ပါတယ်။အကြံပြုချက်ဒိုးဖြစ်ပါ၍တာချီလေးမျိုးနယ်အတွင်းရှိမြေကန်အနီးနဲ့မြေနေမိုင်းနေထိုင်သူများအနေဖြင့်အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလင်းနေ့တိုင်းချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလားပေတာသတင်းများပဲဖြစ်ပါတယ်။ ိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်